ကဲမင်္ဂလာပါအမျိုးတို့ကြီးမင်္ဂလာညချမ်းလေးပါလို့နော်ဥပ္ပါဒမအနုဆက်လိုက်ပါနဲ့ဟဲ့လားကဲဒီနေ့တော့မနေ့ကောညအောင်လုံလုံသွားရနော်တုံတုံလွဲတယ်မနေ့ကောညအောင်ကိုယ်နဲ့တက်ကလည်းတလုံးစီကိုယ်ထွက်လာတယ်နော်မနေ့တလုံးညတလုံးတလုံးစီပဲကိုယ်ထွက်သွားတယ် ဲ့တော့အခုမနေ့ဖြန်ကို21ရက်နေ့နော်မနေ့ဖြန်ပွဲသိမ်းပါလားတဟုတ်မနေ့ပိုင်းမယ်နော်ဒါဒီမှာမနေ့ပိုင်းမယ်ညနေပိုင်းကမတွေ့သေးဘူးတွေ့ရင်တော့နေ့ဖြန်ညနေညနေလို့ဘယ်တော့ကောင်းလေးပါလေတွေ့ရင်တော့တင်ပြီးမယ်နော်မတွေ့ရင်တော့မတင်တော့ဘူးအဲ့ဒါထုံးစံတိုင်းမနော်ကဲအခုဒီမနေ့ဖြန်ကိုဆရာတို့ဒီမှာအနီးကလေးရဒီနားတစ်ခွက်သွားမယ်ဒီနားလေးရနေဒီနားကနေစတာပေါ့ဒီမှာတစ်ခွက်နော် ရိုင်းဆိုင်တစ်ခွက်သွားမယ်သူကပရိတ်နဲ့အပိတ်နဲ့တစ်ခွက်နောက်တစ်ခါဒီထဲမှာကစိုက်နှစ်စိုက်ကိုခဏနှစ်ခွက်တရားတစ်ခွက်သုံးခွက်စိုက်သုံးစိုက်ကိုခဏသုံးခွက်မတူဘူးเนาะခဏနေမတူခဏကွဲနေတယ်အဲ့တော့မိတ်ဆွေတို့အဲ့ဒါကိုသိချကြည့်ပြီးတော့ကြိုက်တဲ့စိုက်ကိုသုံးပါเนาะအဲ့ဒါဆရာတို့ဒီထဲမှာခဏတစ်ခွက်ကြိုက်တာရှိတယ်เนาะအခုဆရာတို့ဘာတွေကြံနေလဲခဏနှလုံးကြံနေတယ်ဒီလား ခဏနှလုံးကြံနေဘာနဲ့ဘာနဲ့ရှစ်နဲ့ငါးနှလုံးကြံနေတွေ့လားရှစ်ငါးနှလုံးကြံနေအဲ့ဒီနှလုံးကအလုံးလုံးမလားပျောက်မလားပေါ့နော်အဲ့တော့ကြံကဏဖြစ်တဲ့အတွက်အဲ့ဒါဒီတစ်ခွက်ဆီစိတ်ဝင်စားတယ်နော်စိုက်လေးလေးကောင်းတယ်ပေါ့နော်အဲ့ကြောင့်အဲ့တို့ခွက်ကိုကြိုက်တယ်နော်အဲ့တို့ခွက်ကိုကြိုက်တယ်ဆိုတော့မချောင်းနေဆိုးရရန်ထောင်ဆိုးရမပျောက်ကုန်ရောက်နိုင်ဘူး တော့ဒူဒီပတ်ထဲမှာဗာလေညီကိုကလည်းမထွက်သေးဘူးမိချူလူကြီးเนาะဒီမှာညီကိုကလည်းမထွက်သေးဘူးเนาะညီကိုကလည်းဒီထဲမှာလုံးမလာသေးတာဖြစ်တဲ့အတွက်နတ်ပြန်ကိုညီကိုเนาะဒီမှာနှလုံးတစ်ဆက်တွက်ပြီးဒီမှာပါဝါတွက်ပြီးเนาะနောက်နတ်ခတ်လည်းကြံတယ်နတ်ခတ်နဲ့နှလုံးတစ်ဆက်နဲ့ကြံနေတယ်ဟောပြောတော့မလို့ဝါဟိုနတ်ခတ်နဲ့ဗာလေခုနညီကိုနဲ့ကြံတယ်တဲ့လားညီကိုလုံးလုံးမထွက်သေးဘူးဒီပတ်ထဲမှာနတ်ပြန်နှစ်ကွက်လုံးမထွက်မလာသေးဘူးနော်နတ်ခတ်ကညီကိုရောလေ เนาะအဲအဲ့တော့ကြည့်မယ်အရင်ဆုံးဒီနားနေဒီဒီနားလေးကနေပြီးတော့သုံးပင်တစ်ခတ်လေးပါเนาะဒီမှာဒီကနေပြီးတော့ဒီလိုသုံးပင်တစ်ခတ်ဒီကနေဒီသုံးပင်တစ်ခတ်ဒီအိုင်းသုံးပင်တစ်ခတ်အဲ့ဒါလေးအရင်ဒီဆိုင်ပြเนาะအဲ့ဒါလေးအရင်ဒီဆိုင်ပြမယ်ပြီးတော့မှခုနဒီဒီဆိုင်ကသုံးပင်တစ်ခတ်ဒီဆိုင်ကဒီမှာ1 2 3 4 4ပင်တစ်ခတ်เนาะ1 2 3 4အဲ့လေးပဲတကဒီလေးဒီကောင်ဟာဒီနာလေးဟာကဲဒါဆိုအဲ့ကောင်ကြည့်အောင်နော်အဲ့ဒါကြည့်အောင်ဆိုတော့ ဘယ်လိုသွားမလဲဆိုတော့ဟိုဆော့ပင်နဲ့ဆွဲနေရှုပ်နေပါလေတတိယဆွဲတယ်နော်ဒီတိုင်းဆွဲလိုက်မယ်ဆိုတော့ဒီဟောင်းဒီလိုသွားမယ်ဟုတ်ပြီနော်ဒီမှာ၃မိနစ်တခါဆိုင်တော့ဟဲ့လားဒီမှာ9 3 1ဟုတ်လား3 5 1ပေါင်းခြင်း6ဟုတ်ပြီနော်၃မိနစ်တခါသွားပါနော်အဲ့ဒီကနေဒီတခါနောက်တော့ဝင်ကြည့်မယ်ဒါ1 2 4 သုံးလုံးပေါင်းရင်ရှစ်ဟုတ်ပြီနော်အဲ့ဒီလိုဒီလိုလာမှာနော်ကဲဒါဆိုရင်အခုဒီမှာကိုတစ်ခွန်နဲ့သုံးလုံးပေါင်းရင်ခွန်နဲ့စီနီယာလေးတလား6ခွန်ရှစ်ဆိုစီနီယာလေးတူကြနေတယ်နော်6ခွန်ရှစ်လို့ကြာအဲ့တော့အဲ့ဒီကောင်ကိုဇာတ်လူပြန်ဖြီးမှာဘလို့ပြန်ဖြီးမလဲဆိုတော့ကဲဒီမှာတစ်ချက်ကြည့်မယ်နော်ဘလို့ပြန်ဖြီးမလဲဆိုတော့အဲ့တော့ဒီသုံးလုံး6 6လူရိုက်တာနော်3 5 6လူတဲ့အဲ့သုံးလုံး6ဖြစ်လို့ ဒီ၃လို့ဒီ6လို့ထောင်ပါတယ်တဲ့တွေ့လားအဲ့ဒီ6ထောင်တယ်လို့ဒီရှေ့၃လို့ဒီ6လို့ပဲထောင်ပါတယ်တဲ့6 3လို့သွားတာเนาะကဲဒါဆိုတကယ်ရပြီเนาะကဲနောက်တူတဲ့တကကြီးဒီမှာ1 2လေးပေါင်းရင်8အဲ့ဒီကြောင့်၃လို့8လို့တဲ့ဒီ၃လို့ဒီ8လို့ထောင်ပါတယ်ဟုတ်ပြီเนาะနောက်တကရှေ့၃လို့ဒီ8လို့ပဲထောင်ပါတယ်ဟော ဆိုင်လေးမကောင်းဘူးနော်ဓာမှုတွေကမပေးတာခက်တာနော်ပေးတဲ့အကြောတွေကအယူခံမရှိဘူးလေနော်အားရမလိုတဲ့ဆိုင်မှုတွေဒါတွေတန်းနေအောင်ကွာကလေးကြောက်နိုင်တယ်နော်အဲ့တော့ဒီမှာကိုတစ်ခွန်ပေါင်းတဲ့ခွန်ဟောနဲ့စီနီယာလေးတော်နေတယ်နော်အရန်ကောင်ဒီခွန်ကြောင်နဲ့အဲ့တော့ဒီသုံးလုံးခွန်လို့ဖြစ်အောင်ဆိုရင်ဘာထည့်မလဲနော်အဲ့ဒါမျိုးတွေကဒီထိတ်သုံးလုံးခွန်လို့ဖြစ်အောင်ဘာထည့်မလဲဆိုတော့အဲ့မှာကနတကွက်ထွက်လာပြီ ဘာလို့ထွက်လာလဲဆိုဒီခွန်ဖြစ်အောင်ဆိုဒီမှာသုံးရှိခြင်းကြောင့်သုံးရှိခြင်းကြောင့်လေးလို့တလုံးပိတ်မယ်တဲ့ဟုတ်ပြီနော်ဒါဆိုအဲသုံးလုံးခွန်ရနောက်တစ်ခါဒီခွန်ဖြစ်အောင်ဆိုရင်ဘာဘာထိတ်ဝင်မလဲနှစ်လို့တလုံးထိတ်ထဲမယ်ဒါဆိုနှစ်လေးလို့တော့ရဟုတ်ပြီနော်ကဲဒါဆိုရင်အဲ့ဒီကောင်တကွက်ကြာလို့တင်ထားလိုက်မယ်နော်ဟုတ်လားဒီမှာ24တဲ့ နှစ်လေးလို့တခွဲရပြီဟုတ်ပြီနော်နှစ်လေးတခွဲရပြီကဲဒါဆိုရင် နောက်တစ်ဆက်ကြည့်မယ်သုံးပင်တစ်ခါကိုကြည့်မယ်ဟုတ်လားနော်သုံးပင်တစ်ခါကိုဘယ်လိုကြည့်မလဲဆိုတော့ဒီကောင်းနဲ့တွားမရမထင်နဲ့မိဆွေနဲ့ရှုပ်သွားမလားသူဟောရရရဒီမနဲ့နော်ကဲဒါဆိုရင်ဒါသုံးပင်တစ်ခါပြီးသွားပြီနော်နှစ်လေးလို့တခွဲထွက်လာပြီအဲ့ဒါဒီမှာလေးပင်တစ်ခါကြည့်မယ်နော်လေးပင်တစ်ခါကဘယ်လိုကြည့်မလဲတဲ့ဆိုတော့ ခဏလေးဟောဒီမှာ363ဒါလားအဲ့ဒီ3လုံးပေါင်းခြင်းဒီ9တဲ့ဟုတ်ပြီနော်အဲ့ဒီ9ချောင်းဒီ3လုံး9ချောင်းဒီ3လုံးဒီ9လို့ထည့်ရမယ်တဲ့ဟောဒီမှာဒါလားဟုတ်ပြီနော်အဲ့တော့ဒီ3လုံး9ချောင်းနဲ့ဒီ3လုံး9လို့ထည့်လိုက်တာ ਨੇ တဲ့အဲ့ဒီ9ဒီဟောဒီနေရာမှာထိတ်စီးလို့သူပြန်ပေးရမယ်ပြန်ထည့်ရမယ် ဒီကိုးစီဒီလိုကိုးလိုက်တာနဲ့အဲ့ကိုးစီထိတ်စီဖြစ်ရမယ်ဆိုကိုးငားလို့တဲ့တယ်တခွက်တည်းသူ့ဝင်လာဟုတ်ပြီလားဒီကိုးစီထိတ်စီပြန်ဖြစ်ရမှာနော်ဒီမတ်သက်ကိုးစီထိတ်စီပြန်ဖြစ်ရမယ်ဆိုကိုးငားလို့ကြဒါလေးပင်တကပြီးပြီနော်ဒီတကကဲနောက်တစ်ခါကြည့်မယ်နောက်တစ်ခါကြည့်မယ်ဒီမှာ3.8 4တဲ့အဲ့ကောင်ပေါင်းခြင်းဒီနှစ်တဲ့ဟုတ်ပြီနော်ဒီမှာ3.8 4ပေါင်းခြင်းနှစ်အဲ့ဒီနှစ်ကြောင်းတဲ့ဒီသုံးလုံးဒီနှစ်လို့ထည့်ရမယ်ဆိုဒီမှာ လေးနှစ်က6လို့ရှိတယ်တွေ့လားလေးနှစ်က6လို့ရှိခြင်းကြောင့်နှစ်ဖြစ်အောင်ဆိုရင်ဒီမှာပါထိတ်ပါပိတ်မလဲ6တလုံးပိတ်ပြရမယ်အဲ့တော့ဒီသုံးလုံးနှစ်ဒီဒီနှစ်ဖြစ်လို့အဲ့နှစ်ဒီထိတ်စည်းဝင်ရမယ်ဆိုတဲ့အခါကျတော့နှစ်6လို့တွေ့တဲ့တယ်တခွက်တဲ့သူကြရှင်းတယ်နော်ကောင်းပြီဒါဆိုရင်အခုတစ်ခါကြည့်မယ်နော်ဒီမှာနှစ်6လို့ကြာပြီတော့ကဲအခုတစ်ခါကိုဘယ်လိုကြည့်မလဲဟမ်ဘယ်ရပါလဲဟောဒီမှာဟောပြီဒီမှာ နှစ်၁၆သုံးလုံးပေါင်းကြည့်ကြည့်လေ၉ပါပဲတဲ့ဟောဟိုအပေါ်က၉ပြန်ဆင်းလာတာနော်အဲ့ဒီ၉ပြန်ဆင်းလာတာနော်ဒီကဒီသုံးလုံးကနှစ်ဟိုဒီမှာနှစ်တော့မထည့်ရသေးဘူးနော်ဒီသုံးလုံးနှစ်လို့ဖြစ်အောင်၆ပဲရလားအဲ့တော့နှစ်ထိတ်စီနှစ်၆လို့ကြာနော်အဲ့တော့ဒီသုံးလုံး၉ကိုတဲ့ဒီလို၉ဖြစ်အောင်ဘာကဏပိတ်မလဲဒီမှာ၉နှစ်ကတက်လို့ရှိတယ်တက်လို့ရှိခြင်းကြောင့်၉နှစ်ကတက်လို့ရှိခြင်းကြောင့်ဒါဆိုရင်၈တလုံးပိတ်ပြရမယ်ဟုတ်ပြီလေဒါမှ तू က၉နှစ်၈မှာ तू က ကိုးလို့ဖြစ်မှာဟုတ်ဒီကိုးကိုဒီသုံးလုံးကိုးမှာဟုတ်ပြီနော်အဲ့တော့လုံးကိုးနှစ်ကတက်လို့ရှိချင်းတော့ကိုးပြန်ဆိုရှစ်ပိမ့်မှာအဲ့တော့အဲ့ကိုးဒီတဲ့ထိတ်စီးပြန်ဝင်ပြရမယ်ဆိုတော့ကဲထိတ်စီးရဲ့ကိုးတလုံးဝင်လိုက်အော်တူ98လို့တစ်ခွက်တည်းထွက်လာအဲ့ဒီ site ကိုဆီကကြိုက်တယ်ဒီ site ကိုကြိုက်တယ်ဒီ site ကိုကြိုက်တယ်အဲ့တော့ဒီကောင်ညီကိုဖြစ်နေတဲ့အတွက်အဲ့ဒီကိုးရှစ်ကိုကြိုက်တယ်ဒါဆိုရင်နောက်တစ်ခွက်ရပြီ68အဲ့ဒါမိတ်ဆွေတို့ကြိုက်တဲ့ site ကိုတုံဟဟလား main team ပေါ့နော်။ရရတော့ဘယ်ဝင်နေရလို့တော့မတွေ့ဘူးဒါပေမဲ့ဒီကနန်းတော့ဆရာအကြိုက်ဆုံးပဲ။ဒီကောင်အကြိုက်ဆုံးပဲ။နော်ဒါအကြိုက်ဆုံးမဟုတ်လား။အဲကောင်မြားပြတာအကြိုက်ဆုံးနော်။ဟိုဆိုက်လီတွေအကုန်လုံးကောင်းတယ်လေ။နော်အကုန်လုံးကောင်းတော့ဒါပေမဲ့ကြိုက်တာအဲဒီကိုရှိကိုကြိုက်တယ်။ဒါပေမဲ့သုံးခွက်တယ်ဆိုတော့လေထိုးရမှာပဲလေ။ဇာတူလေးပဲထိုးရမှာဟုတ်လားမတတ်နိုင်ဘူး။ဆိုင်ကကောင်းတော့ဒါမင်းဒီကောင်ညီကိုဖြစ်တဲ့အတွက်အဲ့ဒီကိုရှိကိုကြိုက်တယ်နော်ကဲဒါဆိုရင်အခုဒီမှာ ဒီအပင်တူလေးကြည့်အောင်နော်ညမှာအပင်ကတ်လေးကြည့်မယ်သူကအပိတ်တလုံးနဲ့ဗရိတ်နဲ့သွားမှာဟုတ်တယ်နော်ကဲဒါဆိုရင်ဘလူကြည့်မလဲတဲ့ဟုတ်တယ်မ648ပေါင်းချင်းဒီရှေ့တဲ့နော်အဲ့ဒီရှေ့ကြောင့်ဒီသုံးလုံးရှေ့ကြောင့်နဲ့ဒီသုံးလုံးဒီရှေ့လို့ပြန်ထည့်ရမယ်တဲ့ဟောဒီမှာ6ရှိချင်းရောဗရိတ်နှစ်လို့ထည့်ရ ဟုတ်ပြီနော်ကဲနောက်တစ်ပင်ဆက်ကြည့်မယ်နော်အပင်ဆက်သွားမှာနော်သူကဒီမှာ343ပေါင်းချင်းဒီခွန်တဲ့အဲ့ဒီခွန်ကြောင့်တဲ့ဒီသုံးလုံးကြီးခွန်လို့ပြန်ထည့်ပေးရမယ်တဲ့ဟောဒီမှာ3ရှိရင်တော့ဒီမှာ break ခွန်ပေါ့နော်ပြတ်တယ်ဆိုရင်နောက်တစ်ပင်ကြည့်မယ်ဒီမှာခွန်3နှစ်ပေါင်းချင်းဒီနေတဲ့အဲ့ဒီနှစ်ကြောင့်တဲ့ဒီသုံးလုံးကြီးနှစ်လို့ထည့်ရမယ်တဲ့ဟောခွန်10 ရှိခွန်နဲ့ရှိခွန်နဲ့လို့လာနော်နှစ်လို့ဖြစ်အောင်ဆိုဒီမှာတစ်ရှိခြင်းကြောင့်ပရိသီဒီမှာတစ်ပေါ်ဒါမနဲ့ကနော်ဒါလေးပဲဆက်ပေးမလားမပေးလားတော့မသိဘူးပေါ့နော်ဟုတ်လားဒါတော့ဆရာတို့တွေ့တာလေးပြပေးတာဟုတ်လားကဲဒါဆိုရင်အခုဒီမှာခွန်6နှစ်ပေါင်းခြင်းဒီ6နှစ်ခွန်ပေါင်းခြင်းဒီ9တဲ့အဲ့ဒီ9ကြောင့်နော်ဒီမှာဒီ3လုံး9လို့ထည့်အောင်ဆိုရင်ဒါပရိဘလောက်လဲဒီမှာနှစ်ရှိခြင်းကြောင့်ပရိက3နဲ့ဟောပရိ3လို့ယူရတယ်နော်ဒီမှာ ရိတ်တုံးပရိတ်တုံးလို့ရပြီเนาะပရိတ်တုံးလို့ရပြီအဲ့တော့ဒါကလေးပင်ကပ်ပြတ်သွားပြီเนาะဒီရှိကူဒီရှိဟလာเนาะဒီခွန်ကဒီခွန်ဒီနှစ်ကဒီနှစ်အဲ့ဒီ၅ကိုဒီ၅ရဲ့မှာဆိုနှစ်ရှိချင်းကြောင့်ပရိတ်တုံးအဲ့ဒီနေရာမှာဆရာကဏ္ဍတက်လုံးထက်ကြည့်เนาะအဲ့ဒီနေရာမှာကဏ္ဍတက်လုံးထက်ကြည့်မယ် ဲဘယ်လိုထပ်ကြည့်မလဲဆိုတော့သူကဒီလိုသွားမယ်ဒီမှာခွန်ရှင်းနှစ်ပေါင်းခြင်းဒီဘယ်လောက်လဲခွန်နဲ့ခွန်ရှင်းနှစ်ပေါင်းခြင်းဒီခွန်အဲခွန်ရဲ့ပါဝါဒီဒီသုံးလုံးနှစ်လို့ထည့်ရမယ်တဲ့ဟုတ်ဒီလားဒီသုံးလုံးခွန်ကိုခွန်ပါဝါဒီဒီသုံးလုံးနှစ်လို့ထည့်တယ်ဟုတ်ပြီနော်ကဲနောက်တစ်ပြည့်ဆက်ကြည့်မယ်နှစ်6 3ညပေါင်းခြင်းဒီရှေ့တဲ့ နှိမ့်ချောက်တုံညာနော်ဒီမှာနှိမ့်ချောက်တုံညာပေါင်းရင်ရှိသည်ရှစ်ပါပါသည်ဒီသုံးလုံးသုံးလို့ထည့်ပေးရမယ်ဆိုတော့ဒီမှာနှစ်တုံညာရှိရင်တော့တိအပိတ်ပေါ့ဟုတ်ပြီနော်ဒီမှာနှစ်တုံညာနှစ်လို့ရှိရင်သုံးဖျောက်ဆိုတိအပိတ်ကဲဒါဆိုရင် तू ကလာပုံလာနီးလည်းမဆိုးဘူးမဆိုးဆိုတော့ဘယ်လိုမဆိုးလဲဆိုတော့ဒီမှာကြည့်ဒီမှာနှစ်ခွန်နှစ်ခွန်ဆိုတော့သူ့ကိုတပွင့်တိုးလာတာနှစ်ခွန်ပြီးတော့ဒီမှာသုံးရှစ်လို့သွားတာတဲ့လားတပွင့်ပြီးတိုးလာတော့ နှစ်ခုတပွင့်တိုးမယ်ခွန်တပွင့်တိုးမယ်ကဲဒါပြီးရင် तू ကနှစ်ခွန်သုံးရှိပြီပြီတိုးစီရ၄ခုပဲရှိတော့တပွင့်တိုးမယ်ဆိုရင်အဲ့တော့ဒီနေရာမှာ तू က၄ခုဖြည့်ရမှာပေါ့နော်တဘောမနက်ကဆိုက်ဆိုရင် तू ကအဲ့လိုယူမှာဆိုဒီမှာ၄ခုဖြည့်ရမှာဆိုဒီမှာခွန်ရှိခြင်းတော့ဒီနေရာမှာ तू ကနှစ်ခွန်လို့ပိတ်ပြီးရမှာမနက်က तू လမ်းကြောင်းအတိုင်းဆိုရင်ပေါ့နော်အဲ့တော့ဒီမှာပါပေးလေ၉လို့ပေးပြီးတဲ့ဟောဒီမှာခွန်၈၉လို့ရိုက်တာတွေ့လားလှတယ်နော်ဒီမှာခွန်တပိန်ကျော်ဒီမှာ၈တွေ့လားခွန်၈၉လို့ရိုက်တာနော်ဒီခွန် ဒီရှိဒီကူးလို့ရတဲ့အတွက်အဲ့တော့ဒီမှာဒီနှစ်ဒီသုံးဒီလေးဖြစ်ကိုဖြစ်ရမယ်လို့ဆရာတော့ယုံကြည်တယ်နော်ကြိုက်တယ်ပေါ့နော်ဟုတ်လားဖြစ်ကိုဖြစ်ရမယ်မဟုတ်ဘူးကြိုက်ကိုကြိုက်တာပေါ့နော်သဘောတကူကအဲ့လိုရှိတာစိုက်ကြီးကောင်းလို့လေဒီမှာခွန်ရှိကိုကို1 3 4လို့ပါမှာအဲ့တော့ခုနကဒီကူးကြောင်းနဲ့ဟုတ်လားကိုးပါဝါသည်ဒီမှာ4လို့ဖြစ်ရမှာဆိုတော့ဒီမှာတက်လို့ရှိတဲ့အတွက်ဗာပိတ်မယ်မေးစုလို့3ဆိုတဲ့ခဏတလုံးပိတ်ပြီးရမယ် ဟုတ်ပြီလို့ဒါဆိုရင်ဒီမှာ၄လို့ရိုက်မယ်။ဟော9 8 9 2 3 4စီနီယာလေးနော်အရန်ကောင်းတယ်တွေ့လား။ပါဝါစီနီယာလေးဟဲ့လား။အဲ့တော့3လို့ပေးရမယ်ဆိုပရိတ်ကဒီမှာကတို့ကဗာလေပရိတ်က3လို့ရှိတာ။နော်။အဲ့တော့3လို့ရှိတာဖြစ်တဲ့အတွက်အဲ့တော့ဆရာတို့ထိတ်စီပါဝင်မယ်။ထိတ်စီ3တလုံးမဟုတ်3ညတလုံးထည့်ပြလိုက်ရင်အော်တိုသွားပြီဟောဒီမှာ3ည3လို့တစ်ခွက်တည်းထွက်လာတယ်။အဲ့တော့ ကောင်းပြီဒါဆိုရင်ခဏသုံးခွက်ကိုအဲ့ထဲမှာမိတ်ဆွေတို့ကြည်ပြီးတော့ကိုဘောက်ကိုကြိုက်တာလေးနဲ့ပေါ့နော်ကိုဘောက်ကြည်ပြီးတော့အလုံးလုံးလို့ရပြီနော်ကဲဒီမှာ၃ည၃ည၃နော်အဲ့မှာထိတ်ဆုံးမှတင်လိုက်ပြီဟာ၃ည၃အဲ့တော့ဒီကောင်းကိုဒီ၃ပြိတ်နဲ့ညအောင်ဆိုဒီမှာ၉လိတက်ခွက်လို့သူကထည့်လို့ရတယ်ဒီလိုဒီမှာ ကိုထိတ်ရှိတယ်ဒီမှာ၄ပိတ်ရှိတယ်နော်ကြံတာကသူက၃ပိတ်နဲ့ချိန်မယ်ဆိုဒီထဲမှာမရှိဘူးဒီမှာ၉လေးတစ်ခွက်ပဲရှိတယ်ဒီလားဒီထဲမှာတော့အခုကြံအခုကဏ္ဍ၃ခွက်က၃ခွက်ကိုကဏ္ဍ၆လုံးဖြစ်နေတယ်နော်၃ခွက်ကိုကဏ္ဍ၆လုံးဖြစ်နေတယ်ဖြစ်တဲ့အတွက်ဒီကောင်အပြီးသွားလို့ရတယ်အဲကဏ္ဍ၆လုံးနဲ့ပြီးနေတယ်ပေါ့တဘောကနော်ဒီကောင်နဲ့ဒီကဏ္ဍ၆လုံးနဲ့ဒဲချင်းနေပေါ့နော်ဒီလိုချင်းဒဲချင်းချင်းပြီးတော့အပြီးထွက်သွားနိုင်တယ်အကြောင်းရှိတယ်ပေါ့နော်အဲ့ဒါမိတ်ဆွေတို့ကြိုက်တယ်လို့ကိုပေါ့ဘူး လောက်ကြပြီတော့ဟာလာဆရာကတော့ဒီမှာဒီဟိုပါဗလဲပြောမယ်ဒီကနန်းညီကိုလေးကိုကြိုက်တယ်ဟဲ့ဒီမှာကိုရှစ်နော်ဒါဆရာကြိုက်ဆုံးကနန်းနော်ဒီကောင်ကြိုက်ပေါ့နော်ဒါအကြိုက်ပေါ့ဒါအကြိုက်ပဲအကြိုက်ကနန်းပေါ့နော်ကဲအားလုံးပဲအားမယ်ပေါ့နော်တို့ချင်းရောလဲအားလေးပါပါလေးလောက်လိုက်ပေါ့နော်အားပါပါလေးပုတ်လာကြ အားမှာပဲလေခဏလေးအထိတ်ကြီးမှနေရာမှာအထိုင်မှာမရှိပဲဟုတ်တယ်လားအကုန်လုံးအားမှာပဲအားပါပါပေါ့နော်ဒီမှာကတော့အထိုင်ရှိတယ်နော်ခုနကတော့ဒီဘက်ကဆိုင်တယ်ဆိုတော့ဒီဘက်ကဆိုင်နှုတ်ကွက်ကအထိုင်လေးသွားတာနော်ဟုတ်ပြီနော်ဒီမှာတက်လာဒီကိုးလေးဒီမှာဒီကိုးကိုဒီကိုးဖျောင်းဆိုရင်ငါးပိတ်နော်နောက်တစ်ခါဒီနှစ်ကိုဒီနှစ်ဖျောင်းဆိုရင်6ပိတ်အဲ့ဒါဒီကိုးကိုဒီကိုးဖျောင်းဆိုရင်ဒီမှာ7ပိတ်ပြရမှာဒီကိုး7ကတဲပဲတက်လာဒီကိုး7ကတဲနေရာအတိုင်းသွားတာဟိုကောင်လေးနေရာနဲ့ပဲသွားတာလေသူ့နေရာနဲ့သူဒီနှစ်လေးရလဲသူ့နေရာအကုန်လုံးကတော့ ဒဲဝင်များများပို့ပြီးတော့အာပါပါပေါ့နော်အာပါပါဒဲဝင်များများပို့ဟာလားကဲအားလုံးမရှင်းပြကြပါသေးဒီမှာလည်းသူ့အတိုင်းနဲ့သူသွားတာပဲလေဟုတ်တယ်နော်ခဏနေရတော့အကုန်လုံးဒဲပဲနည်းနည်းပို့ထိုးပြီးတော့အာပါပါပေါ့နော်ဟာဒဲနည်းနည်းပို့တင်လိုက်ခဏဆိုင်ကကြားတဲ့ဆိုင်တွေရတော့အကုန်လုံးဒဲတွေကြီးပဲလေဒဲကြတွေကြီးပဲအဲ့ဒါမိတ်ဆွေတို့ကြိုက်တာကိုသုံးတော့ဟာလားကဲအဲ့တော့ဒီလိုလုပ်မယ်30 တရက်အ30 31ရက်တရက်နေဆို30ရက်နေအထားပါလေပုံစောစီစီ 3D ကိုစောစီတင်လိုက်ရင်ခဏနည်းနည်းဟိုနေမလားလို့မိတ်ဆွေတို့နော်အဲ့တော့30ရက်နေညလောက်ကိုဆရာတင်ပေးမှာဟလား31ရက်တတ်ပါဘူးဒီလားဆိုတော့2ရက်กว่าလောက်ကြိုးပြီးဆရာတင်မယ်နော်နေတင်ပေးမယ်ဆိုင်ကတော့မိတ်ဆွေတို့ဒီ 3D ကတော့ special အကြိုက်ဝုန်းလို့ရတဲ့ဆိုင်လို့ရန်ကောင်းတာ တွေ့ပါလိမ့်မယ်နော်မေဖြူစီကတင်တဲ့ခါကျတော့ကြည့်ပေါ့နော်အဲ့ဒီကုရီကကြိုပြောထားမယ်နော်အဲ့ဒီ 3D တင်ပြီးလို့တင်လိုက်လို့ရှိရင်မေဖြူအဲ့ဒီဖိုင်ကို 3D ဖိုင်ကိုရှယ်ပေးပါလို့နော်အခုရေစီကတောင်းဆိုရလားရှယ်ပေးပါရှယ်ပေးပါများများရှယ်ပေးပါနော်တယောက်ချင်းစီကအကုန်လုံးတစ်ချက်စီတော့ပဲရှယ်ပေးနော်တစ်ချက်စီပဲရှယ်ပေးအဲ့ဆရာကျင်လိုက်တယ်နော်ကျန်အားရလေးနဲ့ကူညီပေးပါလို့ဟာလားအခုကျန်ကျန် channel ကို subscribe မနေရသေးရင်မိတ်ဆွေ subscribe လေးပဲနှိပ်ထားတော့ subscribe လေးနှိပ်ပြီးတော့ ုနေလေးလောက်ထားကြဟာလား3တင်လို့တော့မတွေ့လိုက်ဖြစ်သွားမှာနော်ဆရာတော့ software ရှိဝုံးမာဒီတစ်ပတ်အဲ့တတိကိုမဟုတ်ပါ main တစ်ခွက်နှစ်ခွက်လုံးကတော့ main ပါပြီပ main နဲ့ two main ပါပဲနော်အဲ့တော့အကြိုက်ဆုံးခွက်ကတော့အပူလုံးလို့ဘူးနော်ဟာလားလုံးလို့ငါးငါးအပူမိတ်ဆွေတို့ဟိငါးငါးအပူကဲအားလုံးပဲဘိုင်ဘိုင်ကဲစေးချမ်းသာနေကိုဦးချမ်းသာနေပြည့်စုံကြပါစေလို့အစ္စလာအတလုံးတို့ကပြေးကြပါစေနော်ကဲမနေ့ကအောင်မခံနိုင်ကြပါစေ nè phải <music> nhận <music> đi bèn sâu nhà mày được nó bye bye